Greetings to my fellow students. My name is Modu Jo. I'm here to discuss a topic of Unit 9 reading Helen Keller Part 2. အဒုတိယပိုင်းမှာဆရာတို့ battery လေးကနေပြီးတော့စပြီးတော့ကြည့်မယ်ပြီးရင်တော့ဆရာတို့ comprehension lesson လေးတွေကိုအတူတူလုပ်ကြည့်ကြမယ်အဲ part 3စပါပြီ I stay with Helen and ask the family to leave the dining room. အဲ့တော့ပထမပိုင်းမှာဆိုလို့ရှိရင်ဆရာရှင်းပြခဲ့တယ်ဗောနော်သူညစာအတူတူစားကြတဲ့အချိန်မှာတော့ငါဒီကလေးကစီကံမရှိဘဲနဲ့သွားကျင်တဲ့နေရာရှောက်သွားလမ်းနဲ့နှိုက်ချင်တဲ့ပကံကလည်းအစာကြီးနှိုက်ပြီးတော့စားနေတာကိုတွေ့တဲ့အခါကျတော့ဆရာမကဒါစီကံရှိရှိစားဖို့အတွက်ကိုပြောတာပေါ့လေစီကံရှိစားဖို့အတွက်ကိုဒါဒီကလေးကိုခုံမထိုင်ခိုင်းပြီးတော့မှစားခိုင်းတဲ့အချိန်မှာကလေးကလည်းပြန်ပြီးရုံးရင်းဆိုင်ကဖြစ်တော့မိသားစုဘက်ကိုလှည့်ပြီးတော့မှ ကလေးနဲ့ညှပ်ထဲထားပြီးလှုပ်ချင်တာပေးလို့နေဘာမှတင်လို့ရမှာမဟုတ်ဘူးဆိုတော့မိဘတွေလည်းထားခဲ့တာပေါ့လေအဲ့လိုနဲ့ I stay with Helen and as the family to leave the dining room ကလေးနဲ့နေခဲ့ပြီးတော့မိဘတွေညသာစားဖို့တဲ့စပွဲရနေပြီးတော့ခဏထွက်သွားခိုင်းလိုက်တယ်အဲ့လိုထွက်သွားခိုင်းတဲ့အခါမှာတော့ Captain Keller was angry with me အဖေဖြစ်တဲ့သူကတော့မကြင်ရဘူးပေါ့စိတ်ဆိုး but he agreed to go ဒါမဲ့လေဒါကလေးကိုကောင်းစေချင်တဲ့အခါကျတော့ထားသွားလိုက်တယ် I forced Helen to sit in a chair ကလေးကိုသူက ဒီအတင်းချက်ပေါ့လေခုံမအတင်းချက်ထိုင်ခိုင်းပြီးတော့မှ and eat from her own plate with a spoon ပကံကနေစွမ်းနဲ့ခတ်ပြီးတော့အတင်းချက်စားခိုင်းတာပေါ့လေ she was very strong ကလေးကရင်အားတန်တာပဲအဲ့လိုအားတန်တဲ့အခါကျတော့ she kept knocking over her chair နော်ခုံကိုကန်ချပြီးတော့မှ throwing things onto the floor ပစ္စည်းတွေဒါချမ်းမြေပေါ်ပစ်ချအဲ့လိုလောက်တာပေါ့ရုံးဝင်ဆန်ခတ်တယ်ဖြစ်တာပေါ့ဒါမှမနောက်ဆုံးမတက်နိုင်တဲ့အချိန်မှာကလေးအားနဲ့လူကြီးအားပဲတူမလဲအဲ့လိုကလေးကနောက်ဆုံးမတက်နိုင်တဲ့အချိန်ကျတော့ but finally she sat and ate her food အဲ့ထိုင်ပြီးတော့ပဲစားစားရှိတာကိုစားတော့တယ် on that first evening အဲ့ဒါပြီးတော့နာနောက်ထပ်ညနေတဲ့ညနေမှာဆိုလို့ရှိရင်တော့ Mrs. Keller wasn't very happy with me အမေဖြစ်တဲ့သူကလည်းမချင်တတ်တော့ဘူး Miss Sullivan အာ Sullivan ရေဆရာမရေလမ်းမြမှာခေါ်လိုက်တော့ she said I'm not sure about your method of teaching Helen ခလေးကိုသင်ပေးနေတာတိတ်ပြီးတော့သဘောမကျဘူးအဲ့အချိန်မှာပြန်ပြီးတော့ပြောလိုက်တာပါဆရာမ she ate with a spoon and folded her napkin အမအသာသဘောမကျဘူးပြောနေတယ်ခလေးကအမဇွန်နဲ့ထမဲထိုင်စားပြီးတော့လက်ကင်ဝါးအောင်ခောက်နေပြီဆိုပြန်ပြီးပြောလိုက်တာဗောလေဆရာမလုပ်တယ်လို့ပါလေအဲ့တော့မှအမေဖြစ်တဲ့သူကတန်အန်တော်နဲ့ my helen folded her napkin မသမီးလေးကသူ့ရဲ့လက်ကင်ဝါးအောင်သူခောက်နေပြီလား said mrs keller အမေဖြစ်တဲ့သူကတန်အန်တော်နဲ့ပြန်ပြီးပြီးလိုက်တော့ she couldn't believe her ears သူနားတော်သူမယုံနိုင်တော့ဘူးဗောအမေလုပ်တယ်လို့အရင်အန်အောင်ဝမ်းတာပြီးတော့ the next day နောက်တစ်ရက်မှာတော့ i told helen's father Helen ရဲ့အဖေကိုသူကသွားပြောတယ်။ I can't do anything with Helen unless I have her all to myself. ကလေးကိုသူအလုံးစုံမထိန်ချုပ်နိုင်သေးရဲ့ကဒီကလေးကိုဘာမှတင်ပြလို့ရမှာမဟုတ်ဘူး။ I want her to depend on me for her food, her clothes, everything. ကလေးကိုဒီကလေးရဲ့စားဝတ်တွေအကုန်လုံးကိုသူ့ကိုမိခိုးစေချင်တယ်၊သူလုပ်ပေးချင်တယ်ပေါ့လေ။ Then I asked him ထပ်ပြီးတော့မှသူဘာထပ်ပြီးတောင်းဆိုလဲဆိုတော့ if Helen and I could live alone in the guest house in the Keller's garden now Keller မိသားစုရဲ့ခြံထဲမှာရှိတဲ့အဲ့ဒါတွေနေဖို့တော့သူအိမ်တုံးဆောက်ထားတာပေါ့လေအဲ့ဒီအိမ်မှာပဲနှစ်ယောက်ထဲနေခွင့်ပေးပါဆိုပြီးမှတောင်းဆိုလိုက်တယ် he wasn't happy with the idea အဲ့တော့အဖေလုပ်တဲ့တော့မချေနှဖူးပုံဒါမှလည်း he agree သူသဘောတူလိုက်တယ်မချေနှပြင်မဲ့လည်းပဲ he said that Helen and I could live in the guest house but only for 2 weeks အဖေလုပ်တဲ့တော့ခွင့်တော့ပြုလိုက်ပါတယ်ဒါမှနှစ်ပတ်ပဲအချိန်ပေးမယ်ပေါ့လေနှစ်ပတ်ပဲနေလို့ရမယ် 2 weeks နှစ်ပတ်ထဲလား I thought တွေးလိုက်တာပေါ့ဟောနှစ်ပတ်ထဲလား That's a very short time to perform a miracle ဒီကလေးကိုနော်ဖရာသခင်ကနေပြီးတော့ပြောင်းလဲပေးလိုက်တယ်လို့မျိုးကိုဒီကလေးကိုလုံးဝ change သွားအောင်လုပ်ဖို့อ่ะနှစ်ပတ်ထဲနဲ့ရတော့အရန်တုံလုံးအားကြီးတယ်ပေါ့လေအချိန်ရ In the guest house အလုံးနဲ့အဲ့ဒါရီနေဖို့တော့ဆောက်ထားတဲ့အိမ်မှာ I had complete control over Helen Helen go အပြေဝထိချွန်နိုင်စွာရှိသွားတယ်။ One day တနေ့မှာတော့ I remember uh, မှတ်မိတာလေးကိုသူကပြန်ပြီးတော့ပြောပြတယ် she wanted a piece of cake ငါခလေးကတင်းမစားခြင်းနဲ့ပေါ့လေ i said okay helen if this is what you want or ခလေးကိုသူကပြောတယ်ငါခလေးဒါလိုချင်တယ်ဆိုလို့ရှိရင် that's a word for it ဒီဟာအတွက်ကိုစကလုံးရှိတယ်ဆိုလဲသိရမယ်သူကခလေးဘာလိုချင်ချင်လိုချင်တဲ့ဟာတော့သူကပေးတယ်ဒါပေမဲ့ပေးတဲ့အချိန်မှာဒီတိုင်းမပေးဘဲနဲ့အဲ့ဟာကိုဘလို့ပေါင်းရတယ်ဘလို့ဖြစ်တယ်ဆိုပြီးမှဒါတင်ပေးပြီးတော့မှပေးတယ်ပေါ့လေ expert into a hand လက်ထဲကိုသူစလုံးပေါင်းပြတယ် C A K E cake အဲသူ cake ဆိုပြီးမှစလုံးပေါင်းပြတယ် then i said အနောက်တော့သူကပြောတယ် when you understand that there's a word for everything ဘယ်အရာကိုမဆိုပြတူပစ္စည်းတစ်ခုကိုင်တာအဲ့ဒီပစ္စည်းရဲ့စလုံးကိုသာသူသိနေမှာဆိုလို့ရှိရင်သဘောဝယ်ပြီးရောတကဘာလုံးကမင်းအတွက်ပဲပေါ့တကဘာလုံးကဒါမင်းအတွက်ကိုအကုန်သိသွားမှာပေါ့2 weeks passed နှစ်ပတ်တော့အချိန်တော့ပြည့်သွားပြီ or the last morning နောက်ဆုံးနေ့မနက်မှာတော့ Mrs. Keller spoke to me အမေလို့တလွာစကားလာပြောပြီး Miss Sullivan your eyes look very tired မျိုးလုံးကြီးရတာအေးမွားတယ်လို့ပဲအရင်ပင်ပန်းနေတယ်လို့ပဲ she said why don't you rest အနားလေးပါလေယူပါလား we're very happy with that we're very happy with all that you've done for Helen အကလေးတက်လုပ်ပေးထားရတယ်သူအတိမပြုပါတယ်ပေါ့လေအဲ့ဒါကြောင့်လာသူလည်းဝမ်းလည်းဝမ်းသာနေပါတယ် she's a different child ကလေးကဒါအရင်တော့လည်းမဟုတ်တော့ဘူးပေါ့ရဲဆိုင်မဟုတ်တော့ဘူးပေါ့လေ she is different i said also e bo le tu raw ma tu raw u bo da mae she has manners how dare tu si kan shi la raw mhan ne khle ya but she doesn't have language ba da sa ga so la ba ma ma ti de u she can spell 30 nouns and 5 verbs the nouns at alone verb nga lo do da sa lone na paung da ba mae le but she doesn't know what they mean so raw ba byo lo byo mae sa lone na do tu ti de da mae ai sa lone ya deib ne ma twae mi de u bo le later today i need ဒါနောက်ပိုင်းလဲရောက်တဲ့ခါညနေဆောင်တော့ဘာလို့ရောက်တော့မှာပေါ့ကွာအဲ့လိုရောက်တော့ Helen and I were in the garden ဆိုတော့ခလေးနဲ့သူနဲ့ကဒါခြံထဲမှာလမ်းလျှောက်နေတယ်ပေါ့လေ I was thinking အတော့တွေးတာ it was my last day ဒါသူရဲ့နောက်ဆုံးနေ့ပဲပေါ့လေ I need a more time အချိန်ကလည်းပို့ပြီးတော့လိုချင်တယ်အဲ့လိုတွေးပြီးတော့လမ်းလျှောက်နေကြတာ We walked over to the water pump right ဒါရေပိုက်နားကိုရောက်သွားတာပေါ့လေရေတောင်ခင်နားကိုရောက်သွားတော့ I began pouring ရေလောင်းချပြီး then i put helen sand under the cushion water အရေလောင်းချတော့ရေတုံငွေမှာရေလောင်းချတဲ့အခါကျရေတွေစီးလာအရေစီးတဲ့အောက်ကိုခလေးလက်ကိုတော့ထည့်ပြီးရေကိုကန်ဟိုင်းတော့အော်ရေကိုကန်ဟိုင်းပြီး as usual on my time i spread the word for her လက်ထဲမှာစလုံးပေါင်းပြတယ် wtr water အော်ဒါရေလို့ခေါ်တယ်ပေါ့သူစလုံးပေါင်းပြတယ်ခလေး then something happened အဲ့နော်ဘာလဲတခုခုဖြစ်သွားတယ်လို့ပဲ in a very strange voice အရန်ထူးဆန်းတဲ့အတန်နဲ့ as if she remember something from when she was a baby ငငယ်တုန်းကအကြောင်းအရာတွေတခုပြန်တွေးမိပြီးတော့မှအရန်ထူးဆန်းတဲ့အတိုင်းနဲ့ I heard Helen say ကလေးကထောက်အော်တာသူကြားလိုက်တယ်ဝါဝါဒါဆိုသူအသက်6လကလေးကဒီဝါဝါဆိုတဲ့စလုံးကသူသိတယ်လေဒါရေကိုပြောမှန်းသိတဲ့အခါကျအဲ့မှာကလေးတုန်းက memory ပေါ့လေဒါကိုသူသွားတွေးမိပေါ့ဝါဝါဆိုပြီးထအော်တယ်အဲ့မှာကလေးကသဘောပေါက်သွားတယ်တန်းရှိ grab my hand ဆရာမလက်ကိုလှမ်းဆွဲပြီးမှ spell စလုံးပေါင်းတယ် WET ကဆိုပြီးဒါရေဦးရေမှသူသိသွားတယ်အဲ့မှာသူစလုံးပေါင်းပြအဲ့တော့ဒီလိုမျိုးဖြစ်သွားတဲ့အခါကျတော့သူလည်းအန်အော်ပြီးမိဘတွေလှမ်းခေါ်တယ် I called for her parents မိဘတွေကိုသူလှမ်းခေါ်လိုက်တယ် Captain and Mrs Keller came running out of the house အဲ့တော့အဖေနဲ့မေကပြေးထွက်လာတာပေါ့လေ Helen reached for her mother အမေလည်းကိုဆွဲပြီးတော့မှ spelt a motion to her mother into her hand အမေလက်ကိုဆွဲပြီးမှမမသားဆွဲပြီးစလုံးပေါင်းဆရာမလက်ကိုဆွဲပြီးတီချာဆွဲပြီးစလုံးပေါင်းကလေးကအရင်ပျော်သွားတာပေါ့လေဒီဘာသာစကားရဲ့ဟာဟိုသူငယ်တော့ memory နဲ့တွားပြီးတော့တွေ့လိုက်တဲ့အခါမှာဒီဘာသာစကားကိုသူကောင်းကောင်းသဘောပေါက်သွားတာပေါ့ next ပြီးတော့ Helen put her arms around me ဆရာမကိုဖြည့်ဖတ်သူအရင်ဝမ်းသာပြီးတော့ she was so happy နော်ကလေးကအရင်ဝမ်းသာပါတယ် she now understood what words were စလုံးလေးအကြောင်းသူလုံးဝသဘောပေါက်သွားပြီ at last နောက်ဆုံးမှာတော့ she had a key to language သူစဘာသာစကားဆိုတာဘာမှန်းသူသိသွားပြီ the word was her အကဘာကြီးတစ်ခုလုံးမှာသူ့အတွက်ဖြစ်သွားပြီပေါ့လေ i held her hand and spat the words အကလေးလက်ကိုလှမ်းဆွဲပြီးမှသူစလုံးပေါင်းပြတယ် i love helen ဆိုပြီးမှသူစလုံးပေါင်းပြလိုက်တယ်အဲ့လိုနဲ့ helen went on to learn to speak read and write helen ကတည်းကစပြီးတော့မှ စကားပြောဖို့ရေးဖို့ဖတ်ဖို့ဆက်ပြီးတော့မှသင်ကြားခဲ့တယ်။ United of 1904ခုနှစ်မှာတော့ she graduated from Radcliffe College. Radcliffe College ကနေသူဖွဲ့ရခဲ့တယ်။ One of the best colleges in the United States American ပြည်တော်စုမှာအဲ့ဒီအချိန်တုန်းကတော့အကောင်းဆုံး college တွေတခုဖြစ်တဲ့ Radcliffe College ကနေပြီးတော့ဖွဲ့ရခဲ့တယ်။ she later wrote books နောက်ပိုင်းမှာ Helen Keller ကစာအုပ်တွေရေးခဲ့တယ်အဖေရင် films ရုပ်ရှင်တွေလည်းရိုက်ခဲ့တယ် told foreign countries နိုင်ငံခြားတွေလည်း key track ခဲ့ပြီးမှ became famous all over the world ကဘာအနှံ့မှာလည်းနာမည်ကြီးခဲ့တယ်။ Helen and Annie နော် Helen Keller နဲ့သူ့ရဲ့ဆရာမဖြစ်တဲ့ Annie Sullivan တို့က stay together for 50 years နှစ်ပေါင်း50လောက်အတူတူနေပြီးတော့ Until Annie's death in 1936 1936မှာ Annie Sullivan ကိုလည်းနှစ်နှစ်ပေါင်း50လောက်သူတို့ဒါအတူတူနေခဲ့ကြတယ်။အဲ့နောက်မှာ Helen လည်းပဲ1968ခုနှစ်မှာကွယ်လွန်ခဲ့တာပေါ့လေ။ဆိုတော့ဆရာဒီ part 3လေးကိုအတူတူဖတ်ကြည့်ရအောင်။ I stayed with Helen and asked the family to leave the dining room. Captain Keller was angry with me, but he agreed to go. I forced Helen to sit in a chair and eat from my own plate with a spoon. She was very strong. She kept knocking over her chair and throwing things onto the floor, but finally she sat and ate her food. On that first evening, Mrs. Keller wasn't very happy with me. Miss Sullivan, she said, I'm not sure about your method of teaching Helen. She ate with a spoon and folded her napkin. I told her. My Helen folded her napkin? said Mrs. Keller. She couldn't believe her ears. The next day, I told Helen's father. I can't do anything with Helen unless I have her all to myself. I want her to depend on me for her food, her clothes, everything. Then I asked him if Helen and I could live alone in the guest house at the Keller's garden. He wasn't happy with the idea, but he agreed. He said that Helen and I could live in the guest house, but only for two weeks. Two weeks, I thought. That's a very short time to perform a miracle. In the guest house, I had complete control over Helen. One day, I remember she wanted a piece of cake. I said, Okay, Helen, if this is what you want, there's a word for it. I spelled it into her hand C A K E, cake. Then I said, When you understand that there's a word for everything. The world will be yours. Two weeks passed. On the last morning, Mrs. Keller spoke to me. Miss Sullivan, your eyes look very tired, she said. Why don't you rest? We're very happy with all that you've done for Helen. She's a different child. She's a different, I said. She has manners, but she doesn't have language. She can spell 30 nouns and 5 verbs, but she doesn't know what they mean. Later that day, Helen and I were in the garden. I was thinking, it was my last day. I needed more time. We walked over to the water pump. and began pouring. Then I put Helen's hand under the cushion water. As usual, I spelled the word for her W A T E R, water. Then something happened. In a very strange voice, as if she remembered something from when she was a baby. I heard Helen say, wah wah. Then she grabbed my hand and spelled "w a t e r." I called for her parents. Captain and Mrs. Keller came running out of the house. Helen reached for her mother and spelled "m o t h e r" into her hand and then "t T E A C H E R. Next Helen put her arms around me. She was so happy. She now understood what words were. At least she had a key to language. The word was hers. I held her hand and spelled the words, I love Helen. Helen went on to learn to speak, read, and write. In 1904, she graduated from Radcliffe College, one of the best colleges in the United States. She later wrote books, appeared in films, toured foreign countries, and became famous all over the world. Helen and Annie stayed together for 50 years until Annie's death in 1936. Helen died in 1968. So, advanced comprehension and master solution in my both face words, they poly. The port in high salon will take me happy to my salon. အတိတ်ပဲကိုလည်းပဲတိတောင်လို့စာကြောင်းလေးနဲ့နမူနာတုံးပြထားတယ်ပေါ့လေဆိုတော့ဒီမှာဆိုလို့ရှိရင်သူကစာကြောင်းလေးတွေပေးထားတယ်အဲစာကြောင်းထဲမှာဘိုးတင်ထားတဲ့စလုံးလေးထည့်ထားတာပေါ့အော်တအားတို့သမီးတို့ကဘာလို့ပေးရမလဲဆိုတော့အဲ့ဒီ73ကျောင်းမှာဘိုးတင်တဲ့စလုံး73လုံးရှိတယ်အဲ့ဒီစလုံး73လုံးကိုဒီမှာကွက်လက်73ခုရှိတော့ဘေးမှာသူ့ရဲ့အတိတ်ပဲရှင်းပြထားတယ်ဆိုတော့လုတ်ပေးရမှာကဒီမှာဘိုးတင်ထားတဲ့စာကြောင်းတွေမှာနမူနာပြပြီးဘိုးတင်ထားတဲ့စလုံးတွေကို ဒီမှာသူ့အထိပ္ပယ်နဲ့ပြန်ပြီးတော့တွဲပြရမယ်ဆိုတာလေးလုပ်ကြည့်မယ်ဒါကတော့ဒီခုနကလည်းဆရာရှင်းပြပြီးတဲ့စာလုံးတွေဖြစ်တဲ့အခါကျတော့ဆရာတို့ထွေးထူးမလုပ်ပြီးတော့ဘူးပြီးွားလို့ရှင်ဒီမှာလည်းပဲထုံးစံတိုင်းပဲဒါလေးရေလေးလွတ်လွတ်ကိုကိုသားတို့တမီးတို့ကိုကိုဖြေလို့ရတယ်ဒါခုနကစာပိုက်ထဲရဆက်ရှင်းပြသွားတဲ့အကြောင်းအရာတွေပဲအဲ့ဒါကိုပဲ ABCD လေးခုအဖြေမှန်လေးဖြည့်ပြီးတော့မှတွဲပြရမှာ ဖြစ်တယ်ဆိုတော့ဒါလေးပဲခုနကဆရာရှင်းပြပြီးတဲ့အကြောင်းအရာတွေပဲဖြစ်တဲ့အခါကျတော့ပြန်နှားထောင်ပြီးတော့မှဖြည့်ကြည့်မယ် ဒါအားလုံးဆယ်ဖို့ရှိတာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ answer the question မေးခွန်းလေးတွေဆရာတို့ကြည့်မယ်ဆိုတော့ဒီ question လေးတွေကတော့စာပိုက်ထဲရဆရာရှင်းပြပေးတဲ့အကြောင်းအရာလေးတွေကိုပြန်ထည့်ပြီးတော့ဖြေရုံပဲဒါဆရာကတော့စာပိုက်လေးရဲ့ဆရာကတော့မေးခွန်းလေးတွေအထိပ္ပယ်ကိုရှင်းပြပေးသွားမယ်ဆိုတော့ number 1မှာဆိုလို့ရှိရင် where and when was Helen Keller born Helen Keller လေးကိုမွေးတဲ့နေရာနဲ့အချိန်ပေါ့နော်ဆိုတော့ပထမဆုံးစာကြောင်းမှာလည်းပါပြီးသားပဲ1880 အလဘမပြည်နယ်တက်စကန်ဘီယာမြို့မှာဆိုတော့ဒါအဒီအကြောင်းအရာပါပြီးသားပဲ question 2မှာဆိုလို့ရှိရင် what happened to helen after her illness အဲ့တော့နေမကောင်းဖြစ်ပြီးတဲ့အချိန်မှာဒီကလေးလေးပါဖြစ်လို့ဆို apply and death ပေါ့နော်ရိုးရိုးလေးပဲ number 3 what did helen do to other children helen ကတခြားကလေးတွေကိုဘာလုပ်ခဲ့တာရှိလဲခံဖြစ်တယ်ဒဏ်ရာအောင်လုပ်ခဲ့တာရှိတယ် number 4 what did the director of the parkins institute for the blind as annie sullivan ဆိုတော့ parkin institute ရဲ့ director က annie sullivan ကိုဘာတောင်းဆိုခဲ့တယ်ဒီညမှာ s ဆိုတော့မေးတာမဟုတ်တောင်းဆိုတာပေါ့နော် ဆိုအနီစလိုဗန်ကိုပါတောင်းဆိုခဲ့လဲဆိုတော့ဟယ်လင်ဂဲလာလေးရဲ့ဆရာမဖြစ်ပြီးဘူးနဲ့ဒီကလေးကိုကူညီပေးဖို့တောင်းဆိုခဲ့တာပေါ့နော်နံပါတ်5 what did the director of the institute think any could do any ကဘာလို့ပေးမယ်လို့ director ကထင်နေလဲဆိုတော့ဒီဟယ်လင်ဂဲလာလေးကို key to the language ပေါ့လေဘာသာစကားရဲ့တော့ချက်ကိုပေးပြီးတော့မှတစ်ကဘာလုံးကိုနားလည်အောင်လို့လုပ်ပေးစီခြင်းခဲ့တာပေါ့နော် part 2အကြောင်းမှာဆိုလို့ရှိရင်နံပါတ်6မှာ what made any feel excited ဘယ်အရာကအန်ဒီကိုဆက်လျှောက်ရှာစေခဲ့လဲဆိုလို့ရှိရင်အန်ဒီဆူလီဗန်ကဒါ blind and deaf ပေါ့လေညမြမြနာမကြားကလေးကိုစာသင်ပေးရမယ့်ဟာကိုသူဆက်လျှောက်ရှာခဲ့တယ်။ Number 7 What did Helen do to Annie's suitcase? အဟယ်လင်ကလာကအန်ဒီရဲ့ဒီအဝတ်အိတ်ကိုဘာလုပ်ခဲ့လဲဆိုတော့အဝတ်အိတ်ကိုဆွဲလုပြီးတော့မှရှိတဲ့ပစ္စည်းတွေအကုန်လုံးအပြင်ကိုဆွဲထုတ်ခဲ့တယ်ဆိုတဲ့အကြောင်းလေးတွေပဲဆရာပြောခဲ့ပြီးသား။နံပါတ်8မှာဆိုလို့ရှိရင် How did Annie teach Helen language? ဆိုတော့ Annie Sullivan ကသူ့ရဲ့ တပည့်လေးပေါ့လေ Helen Keller ကိုဘာသာစကားဘလို့သင်ပေးခဲ့လဲဆိုလို့ရှိရင် special sign language လေးတွေတုံးပြီးတော့မှဒါ special language ပေါ့လေ special language လေးလက်ထဲမှာပေါင်းပြပြီးတော့မှသင်ပေးခဲ့တာပေါ့နော်နံပါတ်9မှာဆိုလို့ရှိရင် according to the other ဆရာကြီးဆရာကြီးအဆိုအရ what does language mean to Helen Helen အတွက်ဘာသာစကားဆိုတာဘာလဲဆိုတော့ the key to the world ပေါ့ why did any want the callers to leave her alone with Helen ဘာလို့ Annie Sullivan က Keller မိသားစုကိုကလေးနဲ့ထားခဲ့ခိုင်းတာလဲဆိုလို့ရှိရင်ဒါဒီကလေးကိုသူ့ဘုံမှာလုံးဝမိကိုစေခြင်းနဲ့ ဒီကလေးကမိဘဆက်ပြီးတော့လူလိုက်နေမှာဆိုလို့ရှိရင်ဘာမှတင်ပြလို့မရဘူးပေါ့လေဆိုတော့ဒီအကြောင်းပြချက်နဲ့နှစ်ယောက်ထည့်ထားခဲ့ခိုင်းတာဖြစ်တယ် part 3မှာဆိုလို့ရှိရင်မိငွန်လေးတာ6ခုဆက်ပြီးတော့ရှိတယ် well did anyone to live with helen why ဘာလို့အနေဆိုလို့ဗန်ကဟန်နကလာနဲ့ဘယ်နေရာမှာနေချင်းကလေးဆိုတော့ channel မှာရှိတဲ့ guest house တဲမှာနေချင်းတာပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့အတူတူရှိပြီးတော့မှမိခိုးနေလို့ရှိရင်စာသင်ရတာပို့ပြီးတော့လွယ်ရယ်ဆိုတော့အကြောင်းလေးလေးပဲဆရာပြောခဲ့ပြီးသားဖြစ်တယ် What does Helen's first word wawa means? Helen ရဲ့ပထမဆုံးစကားဖြစ်တဲ့ wawa ဆိုတဲ့စကားကဘာပြောလို့ဆို water ပေါ့ရေကိုပြောတာပေါ့ The thing why does the other say the word was hurt? ဘာလို့ဆိုင်ရစီကဘာကြီးကသူ့အတွက်လို့ပြောရလဲဆိုလို့ရှိရင်သူဒီဘာသာစကားရဲ့တော့ချက်ကိုရပြီဘာသာစကားကိုတက်ကြွန်းသွားတာဖြစ်တော့တကြောင်တကဘာလို့လေ့လာလို့ရပြီဆိုတဲ့သဘောကိုပြောချင်တာ For thing what was Helen able to do later? Not Helen ကဘာလုပ်နိုင်လဲဆိုတော့ Reckless တက္ကသိုလ်ကနေပြီးတော့ Reckless College ကနေပြီးတော့ဘွဲရခဲ့တာရှိတဲ့စာတွေရေးခဲ့တဲ့ရုပ်ရှင်တွေမှာပါခဲ့တဲ့ကဘာကိုခီးထွက်ခဲ့တယ်။ဒါသူလုတ်ခဲ့တာအများကြီးပေါ့နော်။ Why do you think Helen could speak, read and write later? ဘာလို့ဒါ Helen ကစကားပြောနိုင်လဲ၊စာဖတ်နိုင်လဲ၊စာရေးနိုင်လဲဆိုတော့ဒါအကြောင်းအရာနှစ်ချက်ရှိတယ်လို့ဆရာတို့ပြောရမှာ။ပထမဆုံးတော့ Helen ကိုယ်တိုင်ကလည်းပဲဒါသူကိုယ်တိုင်နဲ့ကြိုးစားလို့ပါတယ်သူရဲ့ဆရာမကလည်းပြောလဲသူအနားမှာမခွဲမခွာပဲနဲ့ဆောင်းရှောက်တင်ကြပေးခဲ့လို့လည်းပါတာပေါ့။ Number 16ကတော့ Do you think it would be easy to teach language to a blind and deaf person? Why? မျက်မြင်မနာမကြလူတယောက်ကိုဘာသာစကားသင်ပေးရတယ်လွယ်လို့ထင်လားနော်လွယ်လို့ထင်လဲဘာလို့ထင်လဲမထင်ဘူးဆိုလဲဘာလို့မထင်လဲပါဒါတော့တော်တော်သမီးတို့ကိုယ့်ကိုစဉ်းစားပြီးတော့ဖြေရမယ့်မိကုံလေးဖြစ်တယ်ပြီးလို့ရှင်တခါဆရာကတော်တော်သမီးတို့ထပ်ပြီးတော့ဒါတွေးစေချင်တဲ့ကြောင့်မလို့တွေးပြီးတော့မှဖြေရမယ့်မိကုံလေးလေးဖို့ကိုဆရာထပ်ပြီးတော့ပြီးထားတာပါနော်ဆိုနံပါတ်1ကထုံးစံနံပါတ်ဒီဟာရဲ့ main idea ကပါလဲဆာရေးဆရာကဒီ Helen Keller ရဲ့အကြောင်းကိုဘာဖြစ်စေချင်လို့လဲ သူ့ရဲ့ဘဝမှာခက်ခဲမှုတွေရှိတယ်။ဒီခက်ခဲတွေကို तू ဘယ်လိုမျိုးကြော်ဖြတ်ခဲ့လဲ။ပြီးတော့သူ့ဘေးမှာကိုညီခဲ့တဲ့ဆီယမရဲ့စေတနာကိုလည်းနားလဲစေချင်တာလည်းပါတာပေါ့လေ။ဆိုတော့ဓာဒီကိုနားလည်စေခြင်းလို့ရေးခဲ့တယ်ဆိုတာလေးကိုတော်တော်များများသိစေချင်တာပါဆရာကပြီးတော့နံပါတ်2မှာဆိုလို့ရှင်တော့ဒါဒါတော့တော်တော်များများကိုယ်နဲ့စဉ်းစားပြီးတော့ဖြေရမှာဖြစ်သွားပြီပါလေဒီ Helen Keller အထုပ်ပတ်တီကနေပြီးတော့မှကိုယ့်ဘဝအတွက်သင်ခန်းစာပါယူလို့ရမလဲပေါ့ပြီးသားပြီဆိုလို့ရှင်เนาะ suppose you are rich business owner ကိုကိုကိုချမ်းသာတဲ့စီးပွားရေးသမားလို့ယူဆလိုက် how would you want to help the disabled person ဆိုတော့မတန်ဆွမ်းနေကိုဘယ်လိုကူညီပေးမလဲဆိုတာကိုဒါကိုယ့်ရဲ့အစီအစဉ်လေးကိုပြပြကြည့်ပေါ်လိပြီးသွားလို့ရှိရင်တော့ဒါကိုယ့်ဘဝမှာတွေ့ကြုံခဲ့ရတဲ့အထဲကအကြီးဆုံးအခက်အခဲတစ်ခုကိုပေါ်ပြပြီးတော့မှဒီအခက်အခဲကိုကိုယ်ဘယ်လိုမျိုးကျော်ဖြတ်ခဲ့လဲဆိုတာလေးကိုဒါပြန်ပြီးတော့စဉ်းစားဆင်ခြင်တာပါဆရာကဟုတ်ပြီအဲ့တော့ဒီမေးခွန်းလေးတွေဖြည့်ပြီးပြီဆိုရင်တော့ဒီသင်ခန်းစာကိုနားလည်သဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်တောက်တူတမီတို့ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။